င်္ဂလာပါမှတ်တည်ကြည့်ပါရှင်။၃ချက်ဆက်ပထမိန်လေးမိထားလို့ဆက်ပြပါမယ်။လိုတဲ့အတိုင်းနေအရင်ရေးလိုက်မယ်နော်။ခားရယ်တင်းရယ်အရှိရယ်အဖုံးရယ်တင်းကြရယ်လို့ပါမယ်။တင်ကြဆိုတာခါးနေတင်အမောက်ဆုံးနေရာအထိအကွာအဝေးကိုခေါ်တာပါခါးက30နဲ့ဆွဲပါမယ်တင်က40နဲ့ဆွဲပါမယ်အရှိလေး40နဲ့ဆွဲပါမယ်အဖုံးကဘယ်ဘုံနဲ့ဆွဲပါမယ်တင်ကြက ရှင်းလက်မခွဲနဲ့ဆွဲပါမယ်ပတ်တန်လေးအရင်တွက်မယ်နော်တွက်တဲ့အခါကျတော့ခါကိုလေးနဲ့စားမယ်ပြီးလို့ရှိရင်ဒေါက်စာပေါင်းမယ်ဒေါက်စာကအမက1.5တလက်မခွဲပေါင်းပါမယ်ပြီးလို့ရှိရင်ချုပ်စာပေါင်းပါမယ်ချုပ်စာကတလက်မနဲ့2စိတ်ပေါင်းပါမယ်တင်ကုန်ကကြတော့၄နဲ့စားပါမယ်ပြီးလို့ရှိရင်ချုပ်စားတလက်မ၂စိတ်ပေါင်းပါမယ် အရှိဝါကြတော့ခောက်ဆန်နလမပေါင်းပါမယ်ခါကို၄နဲ့စားတဲ့အခါကျတော့ခါကို၄နဲ့စားတော့အာ30ကို၄နဲ့စားမယ်ပြီးလို့ရှင်ဒေါက်စာတလက်မကွဲပေါင်းမယ်ချုပ်စာတလက်မနဲ့၂စိတ်ပေါင်းမယ်အဲဆိုဒါကကျတော့ခွန်ခွဲရဲ့တလက်မကွဲရဲ့တလက်မနဲ့ 20စိတ်ရယ်အပေါင်းလိုက်တဲ့အခါကျတော့6 9 30စိတ်ရပါတယ်30စိတ်တင်ကိုကကျတော့4နဲ့စားမယ်တင်ကို4နဲ့စားတော့40ကို4နဲ့စားတော့30ပေါ့နော်ချုပ်ဆက်တလမ20စိတ်ပေါင်းတဲ့အခါကျတော့17 20စိတ်ရပါတယ်အရှိဝါ နစ်နဲ့ပေါင်းခေါက်ဆန်နံလမပေါင်းတဲ့အခါကျတော့40အပေါင်းနစ်ဆို40နဲ့နံလမရပါတယ်သုံးချမ်းဆက်ပထမိတ်ဆိုတဲ့အတွက်သုံးချမ်းရှိမယ်သုံးချမ်းကဘာကြီးရှိမလဲဆိုလို့ရှိရင် အနောက်ချမ်းရှိမယ်ပြီးလို့ရှိရင်အတွင်းချမ်းရှိမယ်ပြီးလို့ရှိရင်ဒီဘက်မှာအဖုံချမ်းရှိမယ်ပေါ့နော်အဲ့ဒါဆိုတဲ့အခါကျတော့အဲ့ဒါလေးကိုအရင်ဆွဲပြပါမယ် မီပုံကြမ်းလေးဆက်ပြမယ်เนาะအဲ့ဒါဆိုလို့ရှိရင်ဒီကနေအရှိလေးရ40လောက်မှသူကခောက်စာပါပြီးသားဆိုတော့အရှိလေးကိုပရမောက်ဆုံးမှတ်လိုက်မယ်ဒါလေးက40လောက်မှပေါ့เนาะအဲ၄၂လမ်းမှဆိုလို့ရှင်ဒီရဲ့ဥစ္စာလေးကဒါခြေဝမြင်းလေးဖြစ်သွားမယ်။အဲပြီးရင်ဒါလေးကခါမြင်းလေး။ဒါလေးကခါမြင်းလေး။ အဲ့ဒီကနေမှတင်ကြအမတော့ရှစ်ခွဲတိုင်းခဲ့တာဆိုတော့ရှစ်ခွဲရတယ်တိုင်းခဲ့တာအဲ့ဒါဆိုတော့အဲ့ဒီနေရာလေးကတင်ကြနေရာလေးကိုမှတ်လိုက်မယ်အဲ့ဒီနေရာမှာတင်မြင်လေးဆွဲမယ်တင်မြင်လေးဆွဲမယ်ဒါကကျတော့တင်တင်မြင်ပေါ့နော်ဒါကကျတော့အရှိအပေါင်းနှလက်မပေါ့နော်ဒီဥစားခောက်စားပါပြီဒါလေးအဲ့ဆိုလို့ရှိရင်ခါရတံမိုးလေးက30နဲ့20ရှိရဆိုတော့အဲ့ဒီမှာ30နဲ့20အစားအသွင်းလိုက်မယ်နော်30နဲ့20အစားအသွင်းမယ်ဒီမှာကကျတော့ တင်ကကြတော့စက်တင်20ဆိုတော့အဲ့မှာစက်တင်20အစားတွေ့မယ်အဲ့ဒါပြင်ဒီစက်တင်20ထဲကနေမှာအာနလမနှုတ်လိုက်မယ်နလမနှုတ်တာခြေဝတာမို့ဘာဖြစ်လို့ဆိုတော့ဘာဖြစ်လို့နှုတ်လဲဆိုလို့ရှိရင်အောက်မှာအရန်ကကိုင်းမဖြစ်နေအောင်လို့နည်းနည်းရှူရှူလေးနဲ့လရောအောင်လို့ဆိုပြီးတော့ဒီဥစားမှာတော့နလမလောက်နှုတ်ထားလိုက်မယ်နှုတ်လိုက်တဲ့အခါကျတော့ဒါကို20ဖြစ်မယ်ပေါ့နော်ကို20ဖြစ်မယ်ဒါလေးကိုပြီးကိုလေးနဲ့ဆက်လိုက်မယ် ဒါလေးကိုလို့ဆက်လိုက်မယ်ဆက်လိုက်တဲ့အခါကျတော့သူ့ရဲ့တင်ရတံမိုးကကြတော့ချုပ်စာမှာပါပဲနဲ့ဆိုလို့ရှိရင်တင်တံမိုးကြီးရဲ့တက်တက်ဆိုလို့ရှိရင်ဒါ30ရတယ်လေအဲ့30ကိုအရင်မှတ်လိုက်မယ်မှတ်ပြီးလို့ရှိရင်သူ့တဝက်ဝက်မယ်မှာတော့ဒေါက်ဒေါက်ဆွဲဖို့တဝက်ဝက်ပြီးရတဲ့အခါကျတော့ဒီအပေါ်အပေါ်အပေါ်ထိတက်လိုက်မယ်ပေါ့နော်ဒေါက်တာလိုင်းလေးနဲ့ဆွဲလိုက်အဲပြီးလို့ရှိရင်ဒီထက်နေဒီဘက်ကို တလက်မခါဘက်ကိုတလက်မဝင်မယ်တလက်မဝင်ပြီးရဲ့အခါကျတော့မြင်းဆောင်လေးဆွဲလိုက်မယ် ဒီဥစ္စာတွေကဓာတ်ထဲပုံမြင်လေဓာတ်ထဲပုံမြင်ဓာတ်ကူကကျတော့ဓာတ်အရှိကကျတော့ခုနှစ်လက်မှယူမယ်ခုနှစ်လက်မှယူပြီးလို့ရှင်ဒီမှာမှာတော့ဓာတ်စာကိုတလက်မကွဲထည့်ထားတဲ့အတွက်ဒီဓာတ်တစ်ချောင်းလုံးရဲ့တန်မိုးကတလက်မကွဲဖြစ်တယ်တလက်မကွဲဆိုတဲ့အခါကျတော့ဒီဘက်ကို6စိတ်ဒီဘက်ကို6စိတ်အဲ့လိုယူလိုက်မယ်နော်အဲဓာတ်တန်မိုးလေးဖြစ်သွားမယ်အဲ့ဒါပြီးလို့ရှင်ကျမတို့ကခါမှာနောက်ချမ်းဆိုတဲ့အခါကျတော့မဟနေအောင်လို့ဒီနေရာမှာ၄စိတ်လောက်မှတ်ပြီးရဲ့အခါကျတော့နည်းနည်းလေးစားပေးလိုက်ပါ ါဆိုဒီဥစ္စာလေးကအနောက်ခြမ်းလေးဖြစ်သွားမယ်။အနောက်ခြမ်းလေးကမှအတွင်းချမ်းကိုလည်းဒီပုံစံတိုင်းပဲညက်မယ်။ဒီအတွင်းချမ်းနဲ့အနောက်ချမ်းနဲ့အတူတူနှစ်ခုညက်လိုက်မယ်။အဲ့ဒါပြီးလို့ရှိရင်ဒါကြတော့အနောက်ချမ်းနဲ့အတွင်းချမ်းနဲ့ရပြီဆိုလို့ရှိရင် အဖုံချမ်းလေးထပ်ဆွဲမယ်နော်။အဲ့တော့ဒီအောင်နှစ်ခုအတူတူညက်မယ်ဆိုလို့ရှိရင်အဖုံချမ်းလေးထပ်ဆွဲပြမယ်။ ဖုံးချမ်းလေးကိုဝါကြတော့ဒီဒီတန်းတိုင်းလေးကိုပဲဒီတန်မိုးတိုင်းယူမယ်ဒီတန်မိုးတိုင်းယူပြီးလို့ရှင်ခါးကကြတော့ခုနှစ်လက်မခွဲဆိုတော့ခုနှစ်လက်မခွဲရဲ့နောက်ထပ်တစ်လက်မခွဲဆိုချုပ်ဆာမပါဘဲနဲ့အရင်ယူလိုက်ဒီမှာချုပ်ဆာမပါဘဲနဲ့ယူလိုက်မယ်ယူပြီးတော့ခုနှစ်လက်မခွဲနေရာကနေမှတ်လိုက်မယ်မှတ်ပြီးလို့ရှင်ဒီအောက်ကိုတချမ်းကိုဒဲဆွဲချလိုက်မယ်အဲ့ဒါလေးကဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်အစီပြန်ပြမယ်နော် အဲ့ဒါဘယ်လိုဖြစ်သွားမလဲဆိုတော့ဒါလေးကအနောက်ချမ်းလေးဖြစ်ပြီးတော့ဒီဟာလေးကအတွင်းချမ်းလေးဖြစ်မယ်အတွင်းချမ်းလေးရကြတော့တချမ်းကတော့တူအနောက်ချမ်းလေးနဲ့အတူတူဖြစ်မယ်ဒီရဲ့အဖုံးချမ်းလေးကတချမ်းကတချမ်းကျတော့ခါအတီတက်မိုးလေးဖြစ်မယ်အဲ့ဒါဆိုတော့ဒီဟာလေးကကျတော့ဘယ်လိုဖြစ်မှာပေါ့နော်အဲ့ဒါဆိုဒီဟာကျတော့အနောက်ချမ်းဒါအဖုံးချမ်း ဒီဥစားကြတော့အတွင်းချမ်းအဲ့လိုအတွင်းချမ်းလေးနဲ့၃ချမ်းဖြစ်နေတဲ့ခါကြလို့ရှင်မတော်တို့ဒီဥစားလေးအလိုလေးချလိုက်မယ်เนาะဒါကြောင့်ဘယ်ဘုံနဲ့ဆွဲပြရပါတော့ဒီဥစားကြတော့အဖုံလေးကဘယ်ဘုံတကယ်လို့ညာဘုံဆိုလို့ရှင်အတွင်းချမ်းလေးကဒီဘက်ချမ်းရောက်ပြီးဖုံချမ်းလေးကဒီဘက်ကနေဆွဲရမှာပေါ့เนาะအဲ့ဒါဆိုလို့ရှင်အကုန်လုံးဆွဲပြီးသွားတဲ့ခါအကုန်လုံးဆွဲပြီးတောက်တွေလည်းချုပ်ပြီးပြီးဘေးချင်းဘေးတွေလည်းတွဲပြီးသွားပြီးဆိုလို့ရှင်ဒီနေရာလေးကိုနံလမ်းမှာစားမယ်ဒီကနေ့ အဲ့လိုနှလမ်းမစားလိုက်မယ်ဘာလို့လဲဆိုတော့အလဲမှာဥထွက်မနေအောင်လို့အဖုံးချမ်းလေးကိုလည်းနှလမ်းမစားလိုက်မယ်ဘာဖြစ်လို့စားလဲဆိုအရှိ့ကိုဆွေပြီးမထွက်နေအောင်လို့အဲ့ဒါလေးကိုဒီလိုမျိုးလေးဖြစ်သွားမှာပေါ့နော်အဲ့ဒီမှာဒီရဲ့အဖုံးလေးတွေမှာဆိုလို့ရှိရင်အမိတ်ကလေးတွေနဲ့ချုပ်ကြရတယ်ချုပ်တဲ့အခါကျတော့ဒီနေရာအမိတ်ကလေးတွေကိုဒီနေရာလေးကို အမိတ်လေးနဲ့ ချိန်ပြီးတော့ညံလို့ရှိရင်လည်းရတယ်တကယ်လို့အမိတ်လေးကချိန်လို့ညံလို့မရဘူးဆိုလို့ရှိရင်အမိတ်လေးကိုတက်တက်လေးဖယ်ပြီးရက်တက်တက်ကလေးညံထုတ်တယ်ပေါ့နော်ညံထုတ်ပြီးရခါကျမှဒီဥစ္စာလေးကိုအဲ့နေရာမှာလာပြီးတော့အဖုံးလေးကိုပြန်ပြီးတော့ချုပ်ကပ်လိုက်လို့ရှိရင်လည်းရပါတယ်